အတွင်းခံအမဲရောင်ကိုအတိုင်းတိုင်းမြင်နေရတယ်အပေါ်ကနေတပတ်ကိုမချုံထားဘူးကိုမြင်လိုက်ရပြီဆိုရင်ကိုဘက်ကအသက်20ကျော်ရဟန်းတစ်ပါးဟာတွေးနဲ့သားနဲ့ဖွဲ့စည်းထားတဲ့လူမျိုး ဒဲပဲပြောမယ်နော်ဒဲပြောမှသိမှာမလို့စိတ်ကိုတွားပြောမှအဲ့လိုမျိုးတွေဖောက်လဲဖောက်ပြန်ဖြစ်အောင်တွားပုံစံမျိုးဆေးဆော်အာသာဖြေတာမျိုးလုံးလိုက်မယ်အလုံးမင်းကလာပါမိုးရဲ့ channel လေးအရင်ကြိုးစိုးလိုက်ပါတယ်မိုးဒီနေ့ဒီစပေးခြင်းတဲ့ဗီဒီယိုလေးကတော့အမျိုးသမီးအတွက်အရန်ကူမှအရေးကြီးရေပေါ့နော်ဒီအမျိုးသမီးတယောက်ဆိုလို့ရှိရင်ရန်တန်ကားနေနေတဲ့အကြောင်းကိုမလုံမချုံဝတ်သွားလို့အခုဆိုလို့ရှိရင်နော်ဒီအကူကနေပြီးတော့ပြပြနေရပဲဖြစ်ပါတယ်တိတဲ့မျိုးတွေလည်းပူတရတင်းကစားရအောင်လို့ပြန်လဲမြှောက်လိုက်တာပဲဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လက်ကြည့်ရအောင်နော်ဒီရဲ့ညီမလေး ီဗီဒီယိုဖိုင်ကိုမြင်ပါစေပေါ့နော်အဲ့တော့ဒီညီမလေးကိုကိုရီးယားဝေဖန်တာလည်းမဟုတ်ဘူးဗလိန်းတာလည်းမဟုတ်ဘူးဒါပေမဲ့တတိပေးခြင်းနဲ့ဒီညီမလေးကိုအကြောင်းပြုပြီးအောင်မှမိန်းမတွေအကုန်လုံးတတိပေးခြင်းနဲ့နော်ဖះအကြောင်းခံဘုံချောင်းသွားခြင်းနဲ့ဆိုရင်ဝဆားစီရင်မှုတည်အရန်ရေးကြည့်ပါလေဘာဖြစ်လို့ရောဆိုတော့နော်ယဟန်တို့ကိုရင်တို့ဆိုတာမျိုးကသိရမလားဟိုငယ်သေးတဲ့ယန်းငယ်သေးတဲ့ကလေးကြီးပဲတော့ပြဿနာမရှိဘူးနော် အသက်20ဝင်းကျင်20 21လောက်ဆိုတာဂျဟန်ဘွားရောက်ပြီအဲ့တော့ဒီ20ဝင်းကျင်လောက်ရောက်ပြီဆိုရင်ယောက်ျားလေးလည်းဖြစ်တယ်ဒါတန်ခါယုံနာတာယုံနာတာပဲနော်တန်ခါတော့တွေးနဲ့သားနဲ့ဟော်မုန်းတွေအရန်ကိုထွက်နေတဲ့အချိန်နော်အရန်တွေပေါက်ဖွားနေတဲ့အချိန်ဟော်မုန်းတွေကနော်အဲ့ရဲ့ရွယ်မှာဒီရဲ့တရားထမားတွေရဲ့လေးလာလိုက်စားပြီးဒီစိတ်ကိုရှိုးနေနေရတာဒါကိုရင်ကိုတိုင်ကိုကြရတာမကြခင်မှာရန်ထွက်လာတာမလို့နော်တိလို့ပြောပြနေတာဒါကိုတွေလည်းရင်တော့မသိပါဘူးနော်အဲ့တော့ ကိုကတော့ဘာမို့ဟုတ်လားမလားလှချင်ပါချင်လို့ဒါတွားလိုက်တာပဲဒါပေမဲ့ကိုရဲ့ဝိဇ္ဇာစင်မှုကဒီမှာဒီမှာကြည့်ကြည့်အထဲထဲကအတွင်းခံအမဲရောင်ကိုအတိုင်းတိုင်းမြင်နေရတယ်အပေါ်ကနေတပတ်ကိုမချုံထားဘူးအဲ့တော့ဒီမြင်ငွင်းကိုမြင်လိုက်ရပြီဆိုရင်ဟိုဘက်ကအသက်20ကျော်ရဟန်းတစ်ပါးဟာတွေးနဲ့သားနဲ့ဖွဲ့စည်းထားတဲ့လူမျိုးလူမျိုးပေါ့အဲ့တော့ဒါကိုမြင်လိုက်ပြီဆိုသူ့ရဲ့စိတ်ကဘလုံးမတိငိမ့်နိုင်ဘူးကွာဖောက်လွဲဖောက်ပြန်စိတ်ဆိုတာဝင်မှာပဲ ဟာလာမေဘလူဝဲပြောပြောဟာရဟန်းပါဝင်ပါပဲအတွင်းနဲ့တာနဲ့ပဲလေဒီရတနာစိတ်တွေကိုမပေါ်ပေါက်အောင်လားပေါ်လာတယ်ပေါ်လာတော့ဘာဖြစ်လဲတရားနဲ့ပြန်ပြီးရောမှာချုပ်မဲ့ပြောမှာဒါချိုးနိုင်ရတာရဟန်းရဲ့အကျင့်အလျောက်ဆိုတာသိရမှာဒါအယူကိုယ့်ရဲ့ဝိစားစင်မှုကြောင့်ဟိုမှာတွားပြောမှာဒုက္ခတွေမများစေရှင်ဘူးเนาะပြီးကကြရင်ထိမ့်နိုင် တိမ့်နိုင်နဲ့ဒီရတနာစိတ်ကိုဒီရမြင်ကွင်းကိုမြင်လိုက်တယ်တနာစိတ်တွေပေါ်လာတယ်တနာစိတ်ကိုပေါ်လာလို့တရားသမားနဲ့ချိုးနိုင်နိုင်နေဆိုရင်တော့ပြဿနာမရှိဘူး တရားစိတ်တွေနဲ့မချိုးနိုင်နိုင်ပဲနဲ့ဟာလားယောက်ျားလေးဘာသာဘာဝဒဲပဲပြောမယ်နော်ဒဲပြောမှသိမှာမလို့ဘာသာဘာဝအာသာဖြေတာမျိုးလုံးလိုက်မယ်စိတ်ဖြေတာမျိုးလုံးလိုက်မယ်ဆိုရင်အဲ့ရဲ့ယဟာယဟာတန်ခါတိတိအဘတ်တဲ့နဲ့တန်ခါတိတိအဘတ်ဆိုတာမျိုးကပြောရရင်တော့လူလေကူပဲနဲ့ယဟန်ရဲ့တီလာညှိုးနှံသွားတာရှင်းကြသွားတာပေါ့နော်အဲ့တော့ဒါယူကိုပြန်ပြီးမှငခုယဟန်ရဲ့ တီလာအနေထားကိုရောက်ချင်နေဆိုရန်အပါ20အောက်မှာဘလို့ဘလို့ပဲညာအလုပ်တွေအများကြီးလုပ်ရတာဒီရဲ့ငွေဟာကိုရဖို့အတွက်အဲ့တော့ကိုပြောချင်တာကကိုရဝစားစီရင်ပုံလေးရတယ်ဘာမှမဟုတ်ဘူးဒီတိုင်းပဲဝစ်လိုက်တာပဲဒါပေမဲ့တစ်ဖက်ဒီရဲ့ယဟန်နေကိုရင်တို့တွားပြောမှဟလာစိတ်ကိုတွားပြောမှအဲ့လိုမျိုးတွေဖောက်လဲဖောက်ပြန်ဖြစ်အောင်တွန်းအားပုံစံမျိုးဆေးစော်တာမျိုးပြက်သွားရင်ကိုလည်းငရဲကြီးတယ်ဟိုဘက်ကယဟန်လည်းငရဲရတယ်ဒါကြောင့်မို့နော်ဒီအမျိုးသမီးကိုအကြောင်းပြုပြောမှညီမလေးလည်းဒီဟာလေးမြင်ပါစေနော်နောက်ဆိုရင်ဒီလိုတွေ ဘယ်မိမမှမခွေပါနဲ့နော်ဝစ်သွားရင်လုံလုံချုံချုံလေးဝစ်သွားပါနော်ဒါလေးကိုမှာချင်ပါတယ်ဒါလေးကိုမှာချင်ပါတယ်နော်ဘုရားဘာသာအမျိုးသမီးတွေဖခင်เจ้าကံဘုန်းကြီးเจ้าတွေသွားတဲ့အခါမှာလုံလုံချုံချုံဝစ်ဖို့နော်ကိုယ့်ရဲ့ဝစ်စားစင်ရင်မှုเจ้าယဟန်တန်ဃာတွေကိုစိတ်နှောက်ချက်မဖြစ်စေဖို့ဟိုပြောတဲ့အခါမှာဒီရဲ့မွတ်စလင်လူမျိုးတယောက်ကကိုယ့်ရဲ့ post အောက်မှာ comment လာရေးထားတယ်အဲ့ဒါအမျိုးသမီးအခွင့်ရေးပါတဲ့နော်တခြားဘာသာဝင်တွေ Christian တွေ Hindu တွေကလာရေးတာဆိုတော့တိတ်ပြီးတော့မှအံ့အားသင့်စရာမဟုတ်ပါနဲ့မွတ်စလင်လူမျိုးတယောက်ကအမျိုးသမီးအခွင့်အရေးအကြောင်းလာရေးတဲ့အခါမှာတော့နည်းနည်းလေးအံ့အားသင့်သွားတယ်နော်ဟုတ်ပြီအလားဆိုရင်လည်းအမျိုးသမီးအခွင့်အရေးအကြောင်းတွေအရန်ပြောနေတယ်ဆိုတော့လေကို့မှာလည်းမေးစရာမေးခွန်းတွေရှိတယ်နော်အဲ့တော့အရန်ကို comment တွေလာရေးချင်တယ်ဆိုရင်လည်းအာမနာပါမနာလာရေးပါနော်ဖိတ်ခေါ်ပါတယ်နော် မေးခွန်းတော့၅ခုပဲမေးပါပါနော်မျိုးသမီးရေးခွင့်ရေးကိုလေးစားလိုက်နာတဲ့မွတ်စလင်လူမျိုးတွေကိုးကွယ်တဲ့မိုဟာမဟာမိမဘယ်နှယောက်ယူထားရလဲနော်သူယူထားတဲ့မိမတွေထဲမှာအတတ်ငယ်ဆုံးကဘယ်ရွယ်လဲအဲ့အတတ်ငယ်ဆုံးမိမကိုယူတဲ့ချိန်မှာမိုဟာမကအတတ်ဘလောက်ရှိပြီလဲပြီးရင်မင်းတို့မွတ်စလင်တွေမှာမိမတို့တရားဝင်ဘယ်နှယောက်ယူခွင့်ပြုထားတာလဲနော် ပြီးရင်ဆိုဖီယာဆိုတဲ့ဂျူးအမျိုးသမီးကိုမိုဟာမက်ကတိမ့်ပိုက်တဲ့အချိန်မှာအဲ့ရဆိုဖီယာရဲ့မိသားစုဝင်တွေကိုဘယ်လိုမျိုးစီစဉ်ခဲ့လဲဒီမိကုံးငါခုကိုမေးချင်တယ်အဖြေပါတစ်ခါလဲပြောပြရမယ်မှန်မမှန်ဝဲကွန်မန့်မှာလာရေးပေးနော်မိုဟာမက်ကမိန်းမ17ယောက်ယူခဲ့တယ်သူယူခဲ့တဲ့မိန်းမတွေထဲမှာအသက်အငယ်ဆုံးယူရ6နှစ် အဲ့ကိုနှစ်အရွယ်ကိုယူတဲ့အချိန်မှာမိုဟာမက်ရဲ့အသက်က90နဲ့မှ3နှစ်မွတ်စလင်လူမျိုးတွေကိုတရားဝင် မိန်းမ4ယောက်ယူခွင့်ပေးထားတယ်ဆိုဗီယာဆိုတဲ့ဂျူးမျိုးသမီးကိုမိုဟာမက်ကတိုက်ခိုက်တိမ့်ပိုက်ထားတဲ့တိမ့်ပိုက်ပြီးတဲ့အချိန်မှာသူ့ရဲ့မိသားစုဝင်တွေအားလုံးကိုတုတ်တင်ခဲ့တယ်နော်ကိုဖြေတဲ့အဖြေဟာမှန်လားမှားလားဆိုတာကိုလာပြီးတော့မှမှန်ပေးပါကွန်မန့်လာရေးပေးပါ မှားရင်လည်းမှားတယ်မှန်ရင်လည်းမှန်တယ်ပေါ့နော်အဲ့တော့ဒီရဲ့ငါးခုဖြေနိုင်ခဲ့မယ်ဆိုရင်ကိုပြောတဲ့ဟာတွေကမှန်ချင်းမှားချင်းဟာမင်းတို့ရဲ့အမျိုးသမီးအခွင့်အရေးပေါ်မှာဘယ်လောက်ထိလေးစားလိုက်နာလဲဆိုတဲ့အဖြေထွက်ပါလိမ့်မယ်နော်လင်းမင်းမြတ်အင်္ကာ၉ပါးဆိုတဲ့အကြောင်းမဖြစ်ပါတယ်ဒီနေ့မိမရီမိုလူပေါ်တဲ့လောကကြီးမှာမိမမျက်ဆိုတာရွှေလိုရှားပါလုံးပါတယ်ဒီလိုရှားပါတဲ့မိမမျက်တွေကိုခွဲခြားသိမြင်နိုင်မှုမိမမျက်အင်္ဂါ၉ပါးကိုဖော်ပြလိုက်ပါတယ် နံပါတ်၁ကိုအားကိုကိုတက်တဲ့မိမမျက်ဆိုတာကိုဘွားကိုကိုယ်တိုင်အကောင့်တဲပေါ်ပြီးအိမ်မက်တွေကိုအမိရဆုကင်တတ်သူများဖြစ်ပါတယ်။နံပါတ်၂စိတ်ခံစားမှုကိုထိမ့်ချုပ်နိုင်တယ်။မိမမျက်ဆိုတာလောကထဲရှိပါကိုကြင်ကြင်ခံပြီးဘဝပင်လေထဲမှာအားမလျှော့ပဲဆက်လူနေသူများဖြစ်ပါတယ်။ကိုခံစားချက်ကိုအများသူမှာသိအောင်ပေါက်ကွဲနေမဲ့စာမိမိကိုယ်ကိုဖြစ်သိမ့်နိုင်သူများဖြစ်ပါတယ်။နံပါတ်၃အတင်းမပြောဘူး။မိမအများစုဟာအတင်းပြောလို့ရှိပေမဲ့မိမမျက်တွေကတော့အတင်းမပြောပါဘူး။ဘာကြောင့်လဲဆိုရင်သူတို့ဘာမှကောင်းကြောင်းအတင်းပြောတာဟာအချိန်ချုံညစ်တစ်မျိုးလိုခံယူထားတဲ့အတွက်ဖြစ်ပါတယ်။ နံပါတ်၄ရူရှင်းစွာအသက်ရှင်နေစံကျင်မဲ့လိန်တွေကကိုကိုစိတ်ဝင်စားတာကိုမိမအများစုခံနေကြပြီမဲ့မိမမြတ်တွေကတော့ဘဝကိုရူရှင်းစွာတည်တံ့လို့ကြပါတယ်သူတစ်ပါးစိတ်ဝင်စားအောင်တမင်လုတ်ကြိုက်ခြင်းအမူအရာပြခြင်းတွေလုံးဝမလုပ်ကြပါဘူးနံပါတ်၅အိမ်နောင်ဘက်အပေါ်မှာလည်းတစ္ဆာရှိတယ်ထောက်ပြန်တတ်တဲ့မိမတွေအများကြီးရှိပေမဲ့မိမမြတ်တွေကတော့ကိုချစ်သူကိုခင်မွန်းတို့ရုံးမြေချပေါင်းသိရအောင်အများနဲ့တစ္ဆာဆောင်တည်ကြသူများဖြစ်ပါတယ်။ကိုချင်းဘော်တယောက်တည်းကသာဆွဆွမြဲမြဲချစ်ပြီးတစ္ဆာခံနေရွှေလွှဲလို့ကြပါတယ်။နံပါတ်6ကိုပိုင်ဝါသနာခံယူချက်ရှိတယ်။ ။ဒီမြင့်မြတ်တွေဆိုတာကိုယ်ပိုင်ဝါဒနာကိုလက်တွေ့ကြအောင်ကောင်းတဲ့ပေါ်တက်ပြီးကိုယ်တ္တနာနဲ့ကိုယ်တိုင်အသက်မွေးကြသူများဖြစ်ပါတယ်။လောကကြီးအတွက်ရွေးရှင်စွာဖြတ်သန်းကြပြီးဆံပြားစွာတွေ့ခေါ်ကြသူများဖြစ်ပါတယ်။နမခွန်အတ္တိတရားမြင်ပါတယ်။အတိတရားမြင်မရဲဆိုတာဘာသာရေးတစ်ခုပေါ်လွယ်တကူတက်မြောက်နိုင်တဲ့အစွမ်းတတိဖြစ်တဲ့အတွက်ဉာဏ်ကောင်းခြင်းကိုဆိုလိုတာမဟုတ်ပါဘူး။ဒိမမျက်ဆိုတာအကြောင်းအကျိုးအကောင်းဆုံးကိုပြည့်ပြည့်စုံစုံဆုံးဖြတ်နိုင်တဲ့အတိတရားမျိုးပိုင်ဆိုင်ထားကြပါတယ်။နံပါတ်၈မြင်နှာချူတာတဲ့ ပြောရွှင်နေတဲ့မြင်နေထားဟာမြင်ရသူအပေါင်းကိုစိတ်ကြည်ယူစေပါတယ်။မိမမြတ်တွေဟာသူတို့ရဲ့မျက်နှာနီထားဟာလည်းကြည်ရင်ချူတာပါတယ်။စုပေါင်းနေတဲ့မြင်နေထားကိုဘယ်တော့မှဖော်ပြလိမ့်မရှိပဲအမြဲတမ်းပြောရွှင်နေလေးရှိပါတယ်။နံပါတ်၉ဆက်ဆံရေးကောင်းမှကြပါတယ်။မိမမြတ်တွေဆိုတာလူတိုင်းညာလိုက်တဲ့ပေါင်းတတ်ပါတယ်။လူမုံမများစီပဲလူတိုင်းညာတဲ့အောင်ပေါင်းတင်တတ်တဲ့အသည့်တရားလည်းလက်ကင်ထားတဲ့အတွက်ဆက်ဆံရေးပါရဂူများဖြစ်ပြန်ပါတယ်။ဒီအချက်တွေကတော့မိမမြတ်တွေမှာတည်ရတဲ့အင်္ဂါရဲ့ကူပါပဲဖြစ် ဟုတ်ကဲ့ပါမျိုးတို့ရေမွေးဗီဒီယိုလေးတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအကိုပြောတော့တာအရောက်မှာဘဟုတုတ္တရစီရေပေါ့နော်ကြည့်တဲ့အမျိုးတွေလည်းဘဟုတုတ္တသုတ်တရားရလိမ့်မယ်လို့လည်းမျှော်လင့်ပါရှင်ဒီဖေယားကြောက်ကံကိုသွားမယ်ဆိုလို့ရှိရင်တော့လုံလုံချုံချုံလေးတွေကိုသွားစေခြင်းပါတယ်ကြည့်တဲ့အမျိုးတွေလည်းဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေရဲ့ထင်မြင်စကြကလေးတွေကိုလည်းဗီဒီယိုရဲ့အောက်မှာ comment လေးတွေရေးခဲ့ပြီးလို့ရပါရှင်နောက်ထပ်လည်းမူစရီတတိနေဟာတာဗီဒီယိုလေးဘဟုတုတ္တရဆက်ဗီဒီယိုလေးကိုနေ့စဉ်တိုင်းတင်ဆက်ပေးသမှာမို့ဘွေး channel လေးကို like subscribe နဲ့တောင်းပန်စပါရှင်နောက်ထပ်ဗီဒီယိုမှာပြန်ဆုံမနာတာ